အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီလင်ဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကမှာတော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးအားလုံးအတွက်3ရက်9လ2025ကနေ9ရက်9လ2025တွင်မှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်းကိုကဏ္ဍတစ်ခုစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေပေါ့လေအဲဒီတပတ်ကာလမှာဘလိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကံရမယ်စပြီးပြောကြပါဆိုဗျာနော်အဲ့တော့အလောက်မှာသူကအချက်2မျိုးဖြစ်တယ်ဗောနော် အဲတမျိုးကကြတော့ဘာဖြစ်လဲဆိုတော့လက်ရှိအလုပ်ကနေပေါ့လေအဲယာရုတို့အပြောင်းရွှေ့လေးတွေဂျုံရတဲ့ကိန်းလေးတွေရှိတယ်ဗျာနော်အဲ့တော့အထက်လူကြီးရဲ့ကုညီဆောက်ချောင်းမသားမှုလေးတွေဂျုံရတဲ့ယာရုတို့အပြောင်းရွှေ့လေးတွေဂျုံရတဲ့ကိန်းရှိတယ်အဲ့တော့အမရန်ကောင်းတယ်လို့ယူရအဖြစ်ယူဆရတယ်သို့တော့တစ်ဖက်မှာဘာဖြစ်လဲဆိုတော့အချက်နှစ်ချက်ဖြစ်လိမ့်မယ်အဲပထမတစ်ချက်ကအလုပ်မှာအမရန်အတိုက်ခိုက်များလိမ့်မယ်ချစ်လို့ပြောပြရင်တော့အမုန်းခံရတယ်လို့ခေါ်တယ်ဗျတော်တော်လေးတော့ကပေးလိမ့်မယ်ဗျအဲ့ဒီတောင်မခံနိုင်တဲ့ခါဘာဖြစ်လဲဆိုတော့ မနဲ့မိုးလင်းအဲ့ရထားမျက်လုံးလေးနှလုံးပွင့်လာနဲ့တဏှရရအောင်သွားချင်းလာချင်းပြောင်းချင်းရွှေ့ချင်းထွက်ချင်းတဲ့စိတ်တွေပေါ်နေတယ်။ဘလောက်ပဲဖြစ်ဖြစ်ဒီလောက်ကနေဖြစ်တဲ့နည်းနဲ့ထွက်ပြရစီဆိုတဲ့စိတ်မျိုးတွေအစားပေါ်တယ်။နော်ဘာပဲပေးဆက်ပေးဆက်တချို့ဝင်နေလို့ဆိုရင်ထောင်ကြကမှကြာအောင်လက်ရှိလောက်ကနေထွက်ပလိုက်မယ်ဆိုတဲ့အတွေးတွေထိပါဝင်ပြီးတော့လောက်ဆောင်တာမျိုးလေးတွေအစားကြုံရတတ်တယ်။အဲ့တော့တေချာတာတစ်ခုဒီအဲကိုယ့်အကူအကြောင်းကြောင်းထွက်ဖို့ကြိုးစားတော့လကောင်းအဲသူကအဲ့လိုမျိုးပေါ့လေ။အဲ့ဒါကိုအကြောင်းပြုပြီးတော့ထွက်ကပြောင်းရတယ်။အဲ့တော့အလောက်ကန်ဒီမငြိမ်သက်တဲ့သဘာဝရှိနေတယ်ဆိုတာလေးသိသိချင်းနေဗျာနော်။အာတော်တော်လေးခရူးဆိုင်ပါအလုံးမှာအတော်လေးရံမကင်းပါဘူး မကင်းနှစ်ချက်ပါမကင်းဘူးဖြစ်တယ်လို့ခေါ်တယ်အဲကျွန်တော်ဟိုရိုးဝင်နှန်းတွေထက်ဆိုင်လောက်မှဒီဟိုဟာတွေဝင်နှန်းတွေကိုပို့ပြီးတော့စိတ်ပူတယ်ပေါ့နော်ဘာရောက်လဲဆိုတော့ဒီကလာကသူကအဲပြောမှာတော့နည်းနည်းအားနာတယ်ဗောလေအဲ့ဒါဘာလဲဆိုတော့ထွက်တာပဲဖြစ်စီအဲတခြားနေရာကိုပြောင်းလာရွှေ့လာပဲဖြစ်စီအန်ရမကင်းတာမျိုးတွေဒီကြုံရတဲ့တဲ့သူကအထူးအထူးသတိထားပါလို့အထက်တလဲလဲအကြံပေးခြင်းနဲ့အင်္ဂါအသားသမီးတွေတစ်ချက်ခရူးဆိုင်ပေးပါမကောင်းပြောတာမဟုတ်ဘူးကောင်းတော့ကောင်းတယ်ဒါပေမဲ့ယံအတိုက်ခိုက်နေရှင်နဲ့အဲ့လိုကိစ္စမျိုးကြီးတွေကြုံရတဲ့ကိန်းရှိတယ် ။ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့ကိစ္စမရှိပါဘူး။ဒီကလာငွေကြေးကစီးပွားလက်လာပါလေတဲ့အမတန်တက်တဲ့ကာလာလို့ခေါ်တယ်။တခုတော့ရှိတာပေါ့လေအဝင်ချမ်းအထွက်ချမ်းလေးတွေဖြစ်တတ်တယ်။အဲ့တော့ပတ်စံရရင်ဘာလို့ရလဲဆိုတော့အိမ်တွေဘာတွေဝယ်လို့ရတယ်အိမ်ပြင်အိမ်ဆောင်ရတတ်တဲ့ကိန်းရှိတယ်။အဲ့လိုလုပ်ရင်လည်းကောင်းတယ်။တချို့ကတော့အိမ်ကားတက်တန်လေးတွေကုန်လို့ထပ်ပြီးတော့တက်တန်တိုးရတာလေးတွေဘာလေးတွေအစားဖြစ်တတ်တယ်။ရတယ်ကိစ္စမရှိဘူးနော်။အိမ်နဲ့ပတ်သက်တာမှန်တယ်ဗျာပတ်စံလေးတွေတုံပြီးလောက်ပါ။အဲ့ဒါဆိုတော့အဖတ်တင်တာပေါ့လေနော်။ကောင်းလဲကောင်းပါတယ်။ ဟိုတခုတော့ရှိပါတယ်ဒီကလာမှာတန်ဖိုးကြီးတဲ့စက်ပစ္စည်းတွေလုံးဝဝယ်လို့မရပါဘူးဝယ်မကောင်းတော့နောက်ဆက်တွဲအញ្ញံအခက်တွေတွေကြုံပြီးတော့အမှုကင်းတွေရင်ဆိုင်ရတတ်တယ်အဲ့ဒီမှာဆက်သက်ပြီးပြောချင်တာဘာကိစ္စကြောင့်လဲတော့မသိဘူးအင်္ဂါသားသမီးတွေအဲဒီကလာမှာပေါ့လေအဖန်စီအချုံအောင်ထောင်တန်းကြရတဲ့ဆိုတဲ့အနေအထားလေးကြုံရတတ်တယ်အထူးသတိထားပါအသွာလာအလှရှာလေးတွေသတိထားပါငရုတ်ထိုင်နေလောင်ပြဿနာဖြစ်တတ်တယ်အဲ့တော့ကိုယ့်ရဲ့လှုပ်ရည်လေးတွေတခုခုမာယုံသွားပြီးစိုခဲ့ရင်တော့အဖန်စီအချုံအောင်ထောင်တန်းကြရတဲ့ဂိမ်းလေးတွေရှိတယ် အမှုကင်းရင်ဆိုင်ရတတ်တယ်အဲ့ဒါဆိုတော့လူချင်းတွေဘာတွေရောက်တာပြဿနာတွေဖြေရှင်းရတာတန်ခါရှင်းရတာအဲ့လိုပုံစံမျိုးတွေအစားဖြစ်လာတတ်တဲ့ကိန်းမြင်နေဗျအဲတော်တော်လေးခရုဆိုင်ပြီနော်အဲရန်တက်ခိုက်တွေတော်တော်လေးများနေတယ်ဆိုတော့လေးသိစေချင်တယ်ဆိုတော့တချို့တွေဆိုရင်မငိမ့်တဲ့ဒေသဘက်တွေဘာတွေမှာရှိနေတဲ့သူမျိုးတွေဆိုရင်ပို့ပြီးတော့စိတ်ပူရတာဗောလေကျမကြီးရှုတော့ကကြည့်မယ်ဆိုလဲသူကအချက်ဖြစ်တာဗောဘယ်လိုဖြစ်လဲဆိုတော့ရိုးထန်းခနာကောမှာ96ပါးယောဂနဲ့ပတ်သက်ပြီးဖြစ်လာခဲ့သည်ရှိတော့စီအစုပ်အစာရင်နဲ့ပတ်သက်တဲ့ယောဂဖြစ်ကိုဖြစ်တာများတယ် အဲ့နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ accident ဖြစ်တယ်လို့ခေါ်တာပေါ့။ single accident ဖြစ်တဲ့ gain ရှိတယ်။သတိထားပါ။အဲ့ဒါအပြင်တယောက်နဲ့တယောက်ပြင်ပခဖြစ်ပြီးရန်ခိုက်ရန်ဖြစ်ပါလို့အဲကြီးကြီးမားမားထိမိခိုင်းမိတာဖြစ်စေသို့မဟုတ်ပောက်ကွက်တဲ့အရာတွေကြုံတွေ့ရပြီးတော့ပေါ့လေလက်နက်ဗေးတွေကြောင့်ထိမိခိုင်းမိတာမျိုးတွေဖြစ်စေအဲ့ဒါမျိုးတွေတွားကြုံရတဲ့ gain ရှိတဲ့အတွက်ဖြစ်နိုင်တော့အင်္ဂါသားသမီးတွေဒီကလာမှာအထူးသတိထားပါ။ဟိုရန်ရူတွေတက်တဲ့ gain မရှိဘူးမဟုတ်ရှိပါတယ်။ဒါပေမဲ့အဲ့လိုတက်လိုက်တာက ဟိုမကောင်းတဲ့နေရာအဖို့ခံလိုက်ရတာအဲ့လိုပုံစံမျိုးကြီးသွားဖြစ်တယ်ပေါ့နော်အဲ့တော့အထူးအထူးသတိထားပါနောက်ဆိုတဲ့အနောက်ကနေပါလာတဲ့ကိစ္စလေးတွေကတိတ်မကောင်းဆိုတာလေးသိသိချင်းတယ်နော်အဲတခုဝန်သားဝန်ကောင်းတာကအမှုပညာရှင်တွေပါတယ်ဖြစ်ခဲ့မှာဆိုတော့ကောင်းတဲ့ဘက်ရှိတယ်လို့ပြောရမှာပေါ့လေအဲ့ဒါဘာလဲဆိုတော့ဒီကာလမှာဝေဖန်တိုက်ခိုက်မှုတွေကြားတဲ့ကနေအဲလူများတွေရဲ့ပါဇက်ကြားမှာပေါ့လေအရင်ဟိုရေပန်းစားတယ်ပေါ့လေပေါ်ပူလာဖြစ်လုံတဲ့အနေအထားလေးတွေကြုံရတတ်တယ်အဲဝေဖန်တိုက်ခိုက်တိုက်ခိုက်မှုတွေကြားတဲ့ကပဲအောင်မြင်တဲ့လူသိများထင်ရှားမဲ့ဆိုတဲ့ကာလလို့ခေါ်တယ်ငါဖြစ်နိုင်လို့ရှိရင်ဒီကာလမှာအမှုပညာရှင်တွေဆိုလို့ရှိရင်ကိုယ့်ရဲ့ဟိုဟာ ဗီဒီယိုတွေဖြစ်စေတချင်းဖြစ်စေစသည်အားဖြင့်ပေါ့လေအအနုမြာလောက်ချာမှုတစ်ခုခုကိုပြည့်တက်ကိုချပြတဲ့အခါပေါ့လေအမှန်တန်ကောင်းတဲ့အနေအထားလေးတွေကြုံရတဲ့အောင်မြင်အောင်မြင်မှုရမယ်ပေါ့လေလူသိများမယ်တိုးတော့အေးအေးချမ်းချမ်းလေးတွေချီးကျူးတဲ့ဆိုတော့တတ်စာရင်ပေါ့တရားနဲ့တရားဝေဖန်တိုက်ခိုက်မှုတွေကြားထဲကအောင်မြင်မှုရတယ်လို့ခေါ်တယ်နော်အရာတို့ကြည့်တဲ့သူတွေဆိုရင်ဒီကလာမှာတိုင်စာပြစ်စာဆိုတာမျိုးလေးတွေကြုံကြုံရတဲ့အထူးသတိထားနော်အဲ့တော့အင်္ဂါတာသမိတွေဒီကလာမှာတခုလုံးမဲ့ကံမဲ့ဆိုရင်တနင်္ဂနွေတာသမိတွေနဲ့ပူးတွဲတိုင်မြင်ပြီးလောက်ပါသူတို့စီကအကြံဉာဏ်အကူအညီလေးတွေယူပါကို့အကူအညီစားဆောင်မဲ့အထက်လူကြီးအကြီးကဲတွေနဲ့ ကြုံရတဲ့ gain ရှိတယ်မိဘဆရာသမားတွေရဲ့စကားလေးတွေပြောစကားလေးတွေနားထောင်ပါနောက်တစ်ခုရှိတဲ့အင်္ဂါသားသမီးတွေတခုဆိုရင်လေဆက်လိုက်မှမှမဆုံးဖြစ်နေဗျထစ်ခနဲဆိုတာနဲ့ဝုန်းနေတိုင်းထပြီးတောင်းကျတဲ့စိတ်တွေကိုပြင်ပါဗျနော်အရှိမဆက်ကကောင်းအောင်ကောင်းမသိဒီကလာမှအဲ့လိုတခြားမထိန်နိုင်တဲ့ခါမှာကိုကလူဆိုးဖြစ်သွားတတ်တယ်တစ်ချက်လေးသတိထားပါဗျနော် ပညာရေးနဲ့ပတ်သက်လို့ရှင်တော့အင်္ဂါသားသမီးတွေမဆိုးရဘူးဆိုတဲ့အနေထားလေးတွေရှိတယ်။အရန်အားကောင်းတဲ့အနေထားလည်းမဟုတ်ဘူးမဆိုးဘူးဆိုတဲ့အနေထားလေးတွေရှိတယ်။အဲ့ဒီမှာလေဟိုကပြည်ပမှာနေထိုင်ခွင့်တွေပါတယ်ရှောက်တဲ့သူတွေဆိုရင်ဒီကနေ့မှအောင်နေပြသလား။အဲနေထိုင်ခွင့်တွေပါတယ်ခလုံးခွင့်တွေရထတဲ့ဆိုတဲ့အနေထားလေးတွေကြုံရတဲ့အတွက်အမရန်ကောင်းတယ်။အိုးအိမ်နေရထိုင်ခွင့်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာဒီမှာဒီကနေ့ဒီအောင်မြင်ဆုံးကာလလို့ပဲပြောရမယ်ဗျာနော်။သို့တော့ပြည်ပြည်လည်းတော့မဟုတ်ဘူးပဲကျွန်တော်ခုနကပြောလို့အတိုက်ခိုက်လေးတွေကြားတဲ့ကနေအဆင်ပြေတဲ့အောင်မြင်မှုလို့ပဲတတ်မှတ်လိမ့်မယ်ဗျာနော်။ပြီးတော့မမြုံလိမ့်မနဲ့ခီးတွေပါတယ်ထထသွားတတ်တယ်။ဆိုတော့ခီးသွားတာကိစ္စတော့မရှိဘူးဗောလေ။ ်အန်ဒီမခင်းတဲ့နေရာဒေသမျိုးတွေဆိုတော့အထက်နိုင်ဆုံးရှောင်မယ်အထူးသဖြင့်စန်နေတောက်လို့ခေါ်တဲ့အနောက်တောင်တောက်ရက်ကိုခရီးသွားခြင်းအရှေ့တောင်တောက်ရက်ကိုခရီးသွားခြင်းအထက်နိုင်ဆုံးရှောင်ပေးပါဗျာနော်တခြားနေရာတွေသွားရင်သွားပါကိစ္စမရှိပါဘူးနော်အဲပြီးတော့အင်္ဂါသားသမီးတွေအခြေအိမ်တော်ကြီးကတော့တေချာတယ်ဗျာမုံတိုင်းထန်တဲ့ကာလကိုတော့ဖျက်သန်းရမယ်ဗျာနော်ဆိုတော့အဲချစ်သူမရှိတဲ့သူတွေချစ်သူရတတ်တဲ့ကိန်းရှိတယ်ရရင်ကောင်းလာမင်းရေဦးရအဖြစ်ကောင်းတယ်လို့နဲ့အဆုံးသတ်မှာမကောင်းဖြစ်တဲ့တော့ကျွန်တော်သဘောရဆိုရင်ချစ်သူမထားစေချင်ဘူးနော် ဘာလို့လဲဆိုတော့ချစ်သူထားလိုက်အိတ်ထားတဲ့ချစ်သူကလူပြိုပြိုမဟုတ်တာမျိုးလေးတွေသွားမြင်လို့ဗျာနော်ပြီးတော့ချစ်သူအင်တာမတ်လေးတွေရှိတဲ့ခါမှာကိုယ့်ဘက်ဖြစ်စေအဲ့ချစ်သူအင်တာမတ်ကဖြစ်စေအငငယ်နောက်တွေ့တဲ့ခါမှာဟိုနှဲ့ဟုတ်တယ်ကြိတ်ပြီးဖြည့်ရှင်းလို့မရပဲနဲ့သူကလေဖုံးဖြည့်မရတဲ့အနေထားလေးတွေဖြစ်ပြီးရက်ကြော်ကြော်ဖြစ်တဲ့အတွက်အထူးသတိထားနော်ဟိုဟောတာတော့အားနာတယ်ဒါပေမဲ့ဗီလင်မျက်နှာပဲကြည့်ပြီးဟောတာဖြစ်တယ်အဓိကအားဖြင့်ဒီကလာမှာငွေကြီးကိုစိတ်မပူနဲ့ငွေကြီးကံလေးတွေကောင်းတယ်ဗျာနော်အဆင်ပြေတယ်အဲဘာစိတ်ပူရလဲဆိုတော့ နာမည်ကုန်တဲ့ခါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေလူမှုအနေနဲ့ပတ်သက်တဲ့ပြဿနာလေးတွေကျန်းမာရေးလေးတွေအဲ့ဒါလေးတွေကတစ်ဖက်မှာသွားညံ့တာမျိုးတွေဖြစ်တတ်တယ်နော်။အိုးရင်တိုက်တာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေတယ်။အလုတ်ကောင်လည်းကျွန်တော်အရင်စိတ်မပူသေးဘူး။အဲ့ခုနကနာမည်ကုန်တဲ့ခါလေးတွေအထူးအထူးသတိထားပါ။အဲ့ရုံရောက်ကြရောက်အမှုကင်းဆိုတဲ့ကိစ္စလေးတွေသွားမြင်တဲ့အတွက်အားလဲနာပါတယ်ဗျာနော်။အဲ့ကိုပတ်သက်တဲ့သူတွေမှလေအဲ့စနေအင်္ဂါတွေပါရင်အရင်ကိုဒုက္ခပေးလိမ့်မယ်။ချစ်သူအိမ်တော်ဘက်ကအဲ့ဒီသားမီးပါရင်သွားပြီးတာမှတ်ပြီးတော့ပဲနော်။အဲ့ဒါအထူးအထူးသတိထားပါဗျာ။နော်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ဂရုစိုက်ပဲ။ အဲဇူလိုင်လ3ရက်4ရက်5ရက်6ရက်9ရက်အဲ့ရက်တွေကတော့တောက်လျှောက်အမရန်ကန်ကောင်းတယ်ကိုယ့်ရဲ့ဟာကိစ္စတွေကခုနကလိုတိုက်ခိုက်မှုတွေဝေဖုံးတွေဂျာတွေကနေအောင်မြင်တဲ့ထူးထူးခြားခြားအောင်မြင်မှုမတိုင်တွေကိုစိုက်ချုပ်နိုင်လိမ့်မယ်ကိုယ်ဆုံးဖြတ်လိုက်တဲ့ကိစ္စတွေကနေထူးခြားတဲ့အဆင်ပြေမှုတွေရရှိတာမယ်အလုပ်တွေရက်တက်နေတယ်ဆိုအိတ်ကလာမှပြန်ပြီးလုပ်လို့ရတဲ့အနေအထားတွေဖြစ်မယ်တခြားသူတွေကြောင့်နောက်နေတဲ့ကိစ္စတွေကိုကိုယ်ကပြန်ပြီးအဆင်ပြေအောင်လုပ်နိုင်တယ်ဆိုတော့လေအိတ်ကလာမှ ကျောင်းတို့တင်တန်းတို့ရှောက်အောင်နေဗျကိစ္စမရှိဘူးနေထိုင်ခွင့်တွေရှောက်အဆင်ပြေတယ်ဗျနော်အိမ်သစ်အိုးသစ်အိမ်သစ်ရတတ်တဲ့ဆိုတဲ့အနေထားတွေအစကျောင်းရတတ်တဲ့ဂိမ်းတွေရှိပါတယ်ဗျနော်ဇူလိုင်လ6ရက်9ရက်အဲ့ရမှာတော့အညံ့နေတယ်ရှိတယ်စိတ်တွေရှုပ်ထွေးနေတယ်အော်ဖစ်ပြီးထွက်ပြေးနေတဲ့စိတ်တွေပါပေါ်လိမ့်မယ်လူရင်းလူယုံဒုက္ခပေးတတ်တယ်ဗျနော်အဲလူမှုရေးနဲ့ပတ်သက်ပြီးနာမည်ဂုဏ်သိက္ခာလေးတွေကြဆင်းပြီးတော့အချက်အလက်အကျိုးနဲ့ဖြစ်တတ်တဲ့အတွက်အထူးသတိထားပါပဏိပခခိုင်ရန်ဖြစ်တာတွေအစကျောင်းရတတ်တယ်နော်အဝါရောင်အပြာရောင်လိမ္မော်ရောင်ပွမ်းရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါ အုံညုံအုံဘူးတပြင်းညုံတစ္ဆပန်းရောင်စုံအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုဝယ်တဲ့ဖခင်မှာဖခင်ပန်းကတ်တာပဲဖြစ်ဖြစ်အနေအဲ့ကနေမှအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာဟိုကောင်းတဲ့ကံလေးတွေရှိသလိုကံအညံ့ခိုက်အတိုက်ခိုက်လေးတွေကလည်းရောနေတာဖြစ်တော့လေဇာတာတော့မတန့်ဘူးပေါ့အဲ့တော့ကောင်းတဲ့ကံလေးတွေပိုကောင်းပြီးညံ့တဲ့အညံ့လေးတွေပြေဝအောင်မြတ်စွာဘုရားမှာတည်တည်ချောင်းမျိုးစုံကပ်လူတန်းပေးပါဗျာနော်ဒါအပြင် ချောင်းတို့မြစ်တို့ကိုစီးစင်းတဲ့ရေရှင်မှာငါးခုနှစ်ကောင်လွတ်ပြအောင်လွတ်ပေးလိုက်ပါဒါဆိုရင်တော့ဘလောက်ပဲအញ្ញံကြုံကြုံကြုံရတဲ့အញ្ញံခိုက်တွေအေကံမှုတ်ချပြပြောက်ပြီးတော့ကောင်းတဲ့ကံတွေကတော့ပို့ပြီးကောင်းလာပါလိမ့်မယ်အင်္ဂါတသမီအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းဝေပါတယ်